2025ခုနှစ်ဧပြီလ25ရက်နေ့ဒီကနေ့မနက်7:00နာရီအချိန်လောက်မှာထိုင်းနိုင်ငံဖက်ချာခရီခန်းခရိုင်ဟွာဟင်လေစိတ်ကနေပြီးတော့စမ်းသပ်ပြန်သန်းတဲ့အပေါ်သားလေရင်ပြက်ကြတယ်လို့ကျွန်တော်တို့သတင်းတွေရရှိပါတယ်အဲ့ဒီလေပြန်ပေါ်မှာဆိုလို့ရှိရင်လူ6ဦးပါသွားပြီးတော့အားလုံးပေဆုံးသွားတယ်လို့ကျွန်တော်တို့ကနဦးသတင်းတွေရသိရှိရပါတယ်အဲ့ဒီလို့ လေရင်ဘာကြောင့်ပြက်ကြတယ်ဆိုတာကိုမသိရသေးတဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံမှာတာဝန်ရှိသူတွေကဘလက်ပေါက်ကိုရှာဖွေပြီးမှအတိအကျထုတ်ပြန်မယ်လို့ကျွန်တော်တို့နားလည်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့လေရင်ပြန်ပြက်ကြရမှာယာဒီဥဒုအချိန်တွေကိုဘယ်လိုထည့်သွင်းစဉ်းစားရမလဲဆိုတာကိုကျွန်တော်တို့လေ့လာတင်ပြမှာဖြစ်ပါတယ်ထိုင်းနိုင်ငံလေရင်ပြက်ကြတဲ့ လေစီးကြောင်းကိုကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်ဒါကတော့မနေ့၈နာရီကြော်ကြောကလေစီးကြောင်းဟာဘင်္ဂလားပင်လယ်အားတစ်ဆင့်ကိုယ့်ရေပြီးတော့ထိုင်းနိုင်ငံတဲကိုဖြတ်ကျော်ပြီးတော့ဝင်သွားတာတွေ့ရပါတယ်။ဒီလိုဖြတ်ကျော်ပြီးတော့ဝင်သွားတဲ့လေစီးကြောင်းရဲ့အပူချိန်ကိုကြည့်မယ်ဆိုရင်လေစီးကြောင်းတိုက်ခတ်မှုကြောင့်မလို့တနင်္လာရီတောင်နှမ်းပေါ်မှာအပူချိန် မြင့်တက်နေပြီးတော့ထိုင်းပင်လယ်ကွေ့ထဲမှာအပူကြီးနှိမ့်ကျနေတာတွေ့ရပါတယ်အဲ့ဒီအနေထားဆိုလို့ရှိရင်လေစီးကြောင်းအထက်ထက်အပူကြီးချာနာမှုဖြစ်ပေါ်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရရှိပါတယ်အဲ့ဒီလိုလေစီးကြောင်းဒီဟာအပူကြီးကြောင့်အထက်ထက်တိုက်ခတ်နေရင်လည်းပြည့်ကြတဲ့ ဟွာဟင်ကောင်းငယ်မှာဆိုလို့ရှိရင် လေလူရှုပ်ထွေးမှုဖြစ်ရတာနေပြီးတော့မြမာပြည်ကတိုက်ခတ်လာတဲ့လေတွေဟာတနင်္လာရီတောင်တန်းကိုကြော်ဖြတ်ပြီးတော့မြေဆိုင်လေတိုက်ခတ်နေတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်အဲ့ဒီလိုမြေဆိုင်လေဟာဘယ်လိုပြောင်းလဲတဲ့ဆိုတာကိုဆက်ကြည့်မယ်ဆိုရင်ပေ9000မြင့်မှာမြင်းကြီးလေတိုက်ခတ်ပြီးတော့ ပေ3000အမြင့်မှာမြေဆိုင်လေးဆင်းလာရင်းနဲ့လေစုံချက်မိသွားပြီးတဲ့အခါမှာဆိုလို့ရှိရင်ပေ3000အောက်မှာဆိုလို့ရှိရင်တော့မြေပြင်ပေါ်ကတက်လာတဲ့လေရင်ကိုစွဲချတဲ့လေစီးကြောင်းတစ်ခုရုတ်တရက်ဖြစ်ပေါ်သွားတာကိုကျွန်တော်တို့ဂျိုလူကပေးပို့တဲ့တိုင်းတာจิตတွေရတွေ့ရှိရပါတယ်ကျွန်တော်တို့မြေပုံကိုလေ့လာတဲ့အခါမှာလေစီးကြောင်းကိုကြည့်ပြီးတော့ မိမိတို့လုံချင်တဲ့နေရာကိုကလစ်ထောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လေစီးကြောင်းနေရဲ့အနေအထားတွေကိုရေပူအားအဖြင့်သတိပေးထားတာတွေ့ရပါမယ်။ဒါဆိုလို့ရှိရင်၈နိုင်ရနေပြီးတော့၁၇နိုင်အတွင်းမှာမြေဆိုင်လေးတိုက်ခတ်နေတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။တခြားနေရာတွေမှာတော့ကောင်းငင်ပေါ်ကိုတက်သွားတဲ့မြေပြင်တွေဖြစ်ပါတယ်။ဒီအနေအထားဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်မှာလေဆုံချက် ထိတဲ့နေရာတွေဖြစ်တဲ့ရန်ကုန်တိုင်းပဲခူးတိုင်းမုံရွာကဏီဒေသမှာမကြာခဏဖြစ်လက်ဖြစ်ထရှိတဲ့လေဆုံချက်ကနေပြီးတော့မြေဆိုင်လေးဆင်းတယ်လို့ကျွန်တော်တို့သတ်မှတ်ထားပါတယ်ဒီကနေ့ဝါဟင်လေးစိတ်ကတက်လာတဲ့ထိုင်းလေငယ်ပြက်ကြမှုဟာဆိုရင်လေရင်ရဲ့စက်တစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ယာစီဥတုပြောင်းလဲခြင်း မြေဆိုင်လေစုံချက်ကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့တင်ပြတာဖြစ်ပါတယ်ကျွန်တော်တို့မမာပြီမှာလည်းတစ်ခဲ့မှုပါတယ်2018ခုနှစ်မှာလည်းကျွန်တော်တို့ဘိတ်တဝဲဒေသမှာစစ်လေရင်ပြက်ကြလို့လူတရား12ဦးတေဆုံးခဲ့တဲ့မှတ်တမ်းရှိပါတယ်ကျွန်တော်တို့သတိပေးချင်တာကဒီကနေ့2025ခုနှစ်မိုးရွာပြည်ဝင်လေတိုက်ခတ်မှုဟာလေရုတ်တရက် မြင်းကြီးလေးစုံချက်ဖြစ်ပြီလို့ရှင်လေပြင်းတံကိုခံစားရနိုင်တဲ့အတွက်ကြောင့်မလို့မိဘပြည်သူအားလုံးအထူးသတိထားနေထိုင်ကြပါလို့သတိပေးလိုပါတယ်လိုအပ်တာများရှိ နေများနိုင်ပါတယ်ကျွန်တော်တို့ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့မှအတန်ဖိုင်နဲ့ထုတ်နေနေပါတယ်မိတ်ဆွေများမျှဝေပေးကြပါသတိပေးကြပါကျေးဇူးတင်ပါတယ်